ကလေးတွေကိုမျက်နှာအယောင်ကောင်းပြီးဝမ်းပိုက်လဲကြမ်းမစီခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဒီတရုတ်စီသည်နီးအနှစ်အစာတွတ်ထားတဲ့ကတဲ့ဥမုံလေးအငဲလို့ကြွေးဖြစ်ပါတယ်စီသည်အနှစ်တွေအပြည့်ပါပြီးချုံမွေးအီးဆက်နေလို့ကလေးတွေအရန်ကြိုက်ကြပါတယ်အခွန်ခွာထားတဲ့ကတဲ့ဥ200ဂရမ်ကိုအပိုင်းလေးတွေပိုင်ပြီးအခွန်ခွာထားတဲ့တရုတ်စီသည်နီးနဲ့အတူတူမိနစ်30ပေါင်းမိလိုက်ပါမယ်ကြက်သွားပြီဆိုအလွယ်တကူအနှစ်ချေလို့ရပါပြီကတဲ့ဥကိုလည်းအနှစ်ဖြစ်အောင်ချေပြီးရင်ကစီတက်နေတဲ့ဂျုံမုံ50ဂရမ်ထည့်ပြီးမုံညက်ဖြစ်အောင်လုံးလိုက်ပါမယ်လက်ကိုစီတော့ပြီးကတဲ့ဥမုံပြားနဲ့ တရုတ်စီးသည့်အနှစ်ကိုထုတ်လိုက်ပါမယ်။အဲနောက်အပြားဖြစ်အောင်ပြပြီး CO ရဲထည့်ကျော်လိုက်ပါမယ်။နှမ်းနှဲငယ်လေးဖြူလိုက်ပါမယ်။မီအေအေနဲ့မျက်နှာပြင်နှစ်ဖက်လုံးကြက်အောင်ကျော်လိုက်ရင်တော့ရပါပြီ။ဆိုယိုးတွေအရာတော့အာဟာရပြပြဝဝရရှိဖို့ပေါင်းစားတာအကောင်းဆုံးပဲလေ။ကြာဆွေရောထည့်ထားတဲ့အသားလုံးပေါင်းကတတုံအီအီဒီနဲ့လက်ဆက်အရေရွှန်လို့လူကြီးရောကလေးပါကြိုက်ကြပါရယ်။အသားနုံနုံစင်နဲ့ကြာဆွေနုံနုံစင်၊ကဒတ်ဦးနုံနုံစင်နဲ့မော်လာဦးနီနုံနုံစင်ထည့်ကျင်းကျက်တုံမေးစင်ရဲ့အနေငယ်ဘဲငက်ပြားရဲ့အတင်းတင်းအခွန်ချွတ်ထားတဲ့ပြောင်းပူဆန်တထုံး ပြောင်းကောက်မိုးတစုံထည့်ပြီးဆေးကက်လာတဲ့အထိနေပြီးလိုက်ပါမယ်။ပကံနဲ့ကျင်းကြက်တုံမိတ်မြင့်တဲ့ပင်ကပြာရင်နေငယ်တဲ့အသားလုံးတွေထည့်ပြီးရေဆူရင်တော့မိနစ်20ပေါင်းလိုက်မယ်ဆိုရင်ရပါပြီ။ကျက်ဆက်6ကြော်စားခြင်းနဲ့ဆိုပြုတ်တာတော့စီများကြီးတဲ့ထဲ့ကြော်တာတော့မလုံနဲ့တော့လူကြီးမင်းတို့ကျွန်တော်လုပ်တဲ့နီးတိုင်းလိုက်လုပ်မယ်ဆိုရင်တော့စားတော့ဆိုင်ကအရာသာတိုင်းထွက်ပြီးပူဆက်မွေးအရာသာရှိနေမှာပါ။ဦးရဲစီဘူးလာရင်ကျင်းများတွေထည့်ပြီးခုတ်ထားတဲ့ကြက်သားတွေထည့်လိုက်ပါမယ်။ဒီလိုလက်လက်ဆက်ဆက်ကြက်သားကိုမပြုတ်ဘဲဦးရဲတန်းထဲကြော်လိုက်ပါမယ်။ အနေငယ်ညိုလာတဲ့အထိခဏလောက်ထည့်ကျော်လိုက်မယ်ဆိုရင်တော့စားတဲ့အခါပိုရသာရှိစေနိုင်ပါတယ်။နောက်တူမှာကျင်းကျက်သွုံဖြူငရုတ်သီးကြောက်ခံများများဟွာချောင်းစီအနေငယ်ဘင်းကပီအနှစ်တစုံကိုမှုနှိအောင်ကျော်လိုက်ပါမယ်။အဲနောက်ကြက်သားထည့်အရာသာအတွက်ဘင်းကပြာရဲ့အခြေဘင်းကပြာရဲ့နောက်ခယူစီစားကြက်သားမုံတကြားနဲ့ငရုတ်ကောင်းနှဲငယ်ထည့်ပြီးမိပြပြနဲ့အရာသာဝင်အောင်မှုကျော်ပေးလိုက်ပါမယ်။အိုမချခင်မှာငရုတ်ပွားအနီးငရုတ်ပွားအစိမ်းကျက်သွုံဒီစိတ်တွေထည့်ပြီးနှောက်ဝေးကျော်ပေးလိုက်ရင်တော့ရပါပြီ။ ဒီလိုချက်ထားတဲ့ကျက်ဆက်6ကျော်ကပူဆက်မွေးပြန်ပြီးအရန်စားလို့ကောင်းပါလေ။ထမင်းဟင်းချက်ရမှာပြင်းတဲ့အချိန်ဆိုရင်တော့လောက်ရလွေတယ်။ဒီစီချက်ခောက်ဆွဲတုပ်လေးလှူစားကြည့်နော်။ကျက်တုံမေရင်နဲ့မွေးပြန်ပြီးတပတ်ကို၈ချိန်လောက်စားရင်တော့မငီးငွေးစေတော့ပါဘူး။ကျက်တုံမေလက်လက်ဆက်ဆက်ကိုအရွယ်တော်အပိုင်းလေးတွေလီးပြတ်ပြီးစီ90ရာခိုင်နှုန်းပူလာပြီးဆိုရင်တော့အိုးရဲထဲကျော်လိုက်ပါမယ်။ညိုလောင်ကြောပြီးရင်တော့ကျက်တုံမိတ်တွေကိုဆဲထုတ်လိုက်ပါမယ်။စီကိုအေးအေးခံပြီးရင်တော့ဘဲငက်ပြားရဲ့ကျဲဘဲငက်ပြားရဲ့နောက်နေငယ်ခ ्यू စီအတင်းတင်းတကြားတစုံထည့်ပြီးအမြုပ်တွေထားလာအောင်ကြိုပေးလိုက်ရင်တော့ရပါပြီ။ ရေဆူလာရင်ကိုနှစ်တက်တဲ့ခေါက်ဆွဲကိုထည့်ပြုတ်လိုက်ပါမယ်။အိမ်မှာရှိတဲ့ဘလူးခေါက်ဆွဲမျိုးပဲဖြစ်ဖြစ်ရပြီးကြက်ပြီဆိုရင်တော့ဆဲထုတ်လိုက်ပါမယ်။အဲနောက်ပကံလုံးနဲ့ထည့်ပြီးကြိုးထားတဲ့ကျက်သွုံမိတ်စီကြံနှစ်ကိုဆန်းပေးလိုက်ပါမယ်။အဲနောက်ကျက်သွုံမိတ်ကြော်ထားတာတင်ပြီးကျက်သွုံမိတ်နုံနုံစင်းနဲ့နှမ်းဖြူပေးလိုက်ရင်တော့စားလို့ရပါပြီ။ဒီလိုချက်ထားတဲ့စီကြက်ခေါက်ဆွဲတော့ကတကယ်ကိုမှယူရှင်လွယ်ကူပြီးစားလို့လည်းကောင်းပါလေ။ပုံမှန်အဖြစ်မနက်စာအဖြစ်စားမယ်ဆိုရင်လေတော်တော်လေးအဆင်ပြေတာမို့ကြိုက်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လေလိုက်လို့စားကြည့်လိုက်တော့နော် နောက်ကြားစက်တောင်မှန်စားခြင်းနဲ့ဆိုရင်ကျွန်တော်ချက်တလို့ချက်စားခြင်းတော့ဒီလိုချက်တာကနှက်တာတို့ကုလာနဲ့ကြော်စားတာတို့ထက်ပိုစားလို့ကောင်းပြီးစားလိုက်တဲ့အခါရနံ့တသိလေးနဲ့ထုံဆက်နေတဲ့အပြင်အသားကလည်းနူးညံ့ဤဆက်ပြီးတော့အရသာရှိပါတယ်ကျက်တောင်မှလက်လက်ဆက်ဆက်ကိုနှစ်ပိုင်းပိုင်းပြီးဘဲငက်ပြာရဲ့အကျဲတစုံဘဲငက်ပြာရဲ့နောင်နေငယ်ခယူးစီအတင်းတင်းစားငရုတ်ကောင်းမို့ကောင်းမို့စုံကြီးတစုံထဲလက်နဲ့နှံ့အောင်နေပြီးခဏလောက်နှက်ပေးထားလိုက်ပါမယ်။အဆိုတက်ထိန်ထားနိုင်အောင်စီနေငယ်ဆန်းပေးလိုက်ပြီးစီ60ရာခိုင်နှုန်းလောက်ပူလာပြီးဆိုရင်တော့ကျက်တောင်မှတွေကိုထည့်ကျော်လိုက်ပါမယ်။ ကျွရနေအောင်ကြော်ပြီးရင်တော့ဆဲထုတ်ပြီးနောက်တူအောင်မှာကျင်းမြေမယုတ်တိကြောင့်ဖွာချောင်းစီထည့်ပြီးမြေအေးအေးနဲ့မွှေးနေအောင်ကြော်လိုက်ပါမယ်။အဲနောက်ကြက်တောင်မန်တွေထည့်ကြားတစုံကြက်တုံမိပိုင်းလက်တစုံနှမ်းလော်နေငယ်ထည့်ခုနှစ်ချက်ရှစ်ချက်လောက်နှောင်းမွေကြော်ပြီးလိုက်ရင်တော့ရပါပြီ။ဒီလိုချက်ထားတဲ့ကြက်တောင်မန်ဆဲကြော်ကစားလိုက်ရင်မွှေးပြန့်အရသာရှိပြီးတကယ်ကိုမှအရန်စားလို့ကောင်းပါလေ။ဒါကတော့အိမ်မကလေးတွေကိုမနှက်စာဖြစ်ကြွေးလေးရှိတဲ့ကြက်တုပ်ပဲနေစေမဟုတ်ပဲဖြစ်ပါလေ။နူနူအီအီတွေနဲ့ပဲနေစေရဲ့အချိုးထက်လေးပါပါလို့လူကြီးရောကလေးပါကြိုက်ကြပါရစေ။ ကဒတ်ဥတရာဂရန်ကိုပူနေတုံးမှာအနှစ်ဖြစ်အောင်ခြေပြီးကြက်ဥတလုံးဖောက်ထည့်လိုက်ပါမယ်။ပြီးရင်တော့ဂျုံမုံ25ဂရမ်၊နွားနို50မီလီလီတာပါထည့်ပြီးနှောက်အောင်မွေးထားလိုက်ပါမယ်။အဲနောက်ပြားရည်စိန်ပဲနီစိန်နှစ်ထုပ်ထည့်ပြီးနှောက်အောင်မွေးကြော်ထားလိုက်ပါမယ်။ကျဲဥကြော်တဲ့ဦးရဲစီတုပ်ပြီးရင်ကတဲ့ဥမုံနဲ့တွေလောင်းထည့်ပြီးမိအေးနဲ့မျက်နှာပြင်နှစ်ဖက်လုံးကြက်အောင်ကြော်ပေးလိုက်ရင်တော့ရပါပြီ။